အားလုံးပဲမင်္ဂလာပါများကောင်းစားတဲ့ထလာမှာပြန်လဲကြိုးစိုးလိုက်ပါရခင်ဗျာဂူတင်စပ်ပြီးမှရုတ်တံမျိုးဖိုင်းကြတော့ရခိုင်တက်တော့အေးရဲ့ရဲဘော်တွေနဲ့ပတ်သက်ပြီးပြောလာတဲ့တော့ခင်မိုးရဲ့ရုတ်တံပိုင်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒါမှမဟုတ်ခင်မိုးကအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစားတဲ့ထလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ခင်ဟိုဟာ TikTok မှာအဲကမ်ပိန်းတစ်ခုမှာစကားဝင် ပြောနေရင်လည်းအေးအေးတက်တော်ကလူငယ်တယောက်စကားလာပြောပါတယ်သူကအေးအေးတက်တော်လို့ပြောတယ်ဒါပေမဲ့အဲ့ဒီအေးအေးတက်တော်ကတက်သားတွေကတဲ့ဆိုရှယ်မီဒီယာမှာတက်ပြီးစကားပြောခွင့်မရှိပါဘူးတဲ့နော်အဲ့ဒါသတိထားကြပါအအလူကန်ခွင့်လည်းပို့တော်မရှိလာဘူးတဲ့နော်အဲ့လိုမျိုးပတ်စံနေအေးအေးတက်တော်မှမဟုတ်ပါဘူး BBL ကိုရောက်သွားတဲ့ကိုဇန်တို့ဆိုရင်တတိပုဂ္ဂလပတ်စံတောင်းလို့မရတော့ဘူးနော်ကျွန်မကကိုဇန်တို့ကိုလှူကျင်တန်းကျင်နေဆိုရင်ကိုဇန်ကဘယ်လိုပြောလဲဆိုတော့ BBL ရဲ့ Bubbleless ဆိုတဲ့ဟိုဟာပတ်စံကပ်စုပြီးပို့တဲ့နေရာကိုသွားပို့ပါလို့ပြောပါတယ်เนาะသူ့သူ့ကိုအရင်တော့ကလို့တတိပုဂ္ဂလမဟုတ်ဖို့ပေးတာလို့သူ့တက်သားတွေကိုဘာအထိမ့်မှမဟုတ်ကျွေးတာလို့ထမင်းကျွေးတာလို့အဲ့လိုမျိုးတွေပေးမလို့တော့ပါဘူးလို့เนาะဒါအတိထားရမယ်တက်တွေတက်တွေမှာစီကန်းဆိုတာရှိပါတယ်เนาะအဲ့ဒီ AA တက်တော်ရော BBL တို့ဘာလို့လဲအဲ့လိုမျိုးဖြစ်သွားပြီ PI တို့ဘာလို့ဒီလိုမျိုးမဟုတ်ဖို့တက်တက်ကြီးပေးခွင့်မရှိဘူးအကယ်လို့အဲကျွန်မကအဲ PI ကိုပတ်စံဒေါ်လာ100 ဟုတ်တယ်လိုင်းပေါ်မှာစကားတွေလည်းမပြောရဘူးမဟုတ်ဘူးရုပ်ပါမဖော်ရဘူးတစ္ဆာရှိမဟုတ်အဲ့ဒါနဲ့အဲ့ဒါဆိုငွေရေးကြေးကြောင့်ဖြက်စီးမခံရတော့ဘူးပေါ့အမှန်တော့အဲ့ဒါကောင်းတယ်ပတ်စံဟိုနာပေးဒီနာပေးဆိုပတ်စံတစုတစည်းလည်းမရောက်ဘူးအော်ဟိုဟာ ဟိုတစုတစည်းတဲ့ပတ်စံရောက်တာပေါ့ကျမကဒီအဲ PIA တို့ပါတို့လှူတယ်ဆိုရင်အဲ့ PIA ကရိတ်ခါဖို့ဆိုပြီးထည့်လိုက်တယ်ပြီးရင်ကျမတို့စာတီဖိကိတ်ပြန်ထုတ်ပေးရတယ် PIA ဆိုတာ AA တက်တော်ကထွက်တာเนาะအဲ့ဒါလေးတော့တည်ထားမယ်သူတို့ရဲ့တက်စီကန်နေပါလေတည်ထားပါမယ် BBL လေဆိုရင်ကိုဇန်တို့ပါသပင်းညက်ပြရတယ်နှကမ်းမွေးပါရိတ်ပြရအကုန်အမွေးရှင်းထားရတယ်ဒါတက်တက်တည်းရဲ့စီကန်းနေပါအဲ့လောက်တော့တည်ထားမယ်သူကိုကိုစံအောင်ဒီတိုင်းအရင်တော့လို့မခင်မိုးကအရင်တော့ကိုစံတို့ဆိုရင်အာ မကင်မူတာမွေးနေမို့လို့ဘာမို့လို့အဲ့လိုသမင်းချက်မင်္ဂလာပါရှင်သမင်းစားဖို့ဘာဖို့မဖိုးတွေပါပြီးပေးတယ်ဆိုရင်အဲ့ဒီကိုစံဆိုအရင်တော့ကသူဒီဘက် BNI နဲ့နေတော့ကသူအဲ့လိုမျိုးတွေလုပ်ပေးမယ်ဒီဘက်ကို BBL လေးလဲရောက်တော့သူတို့အဲ့မှာစီကန်းရှိတယ်အဲအမွေးချင်းအမွေးအမွေးတွေလဲအကုန်ရိပ်ပြရနှခမ်းမွေးပါမရှိတော့ဘူးရိပ်ပြရအဲ့လိုမျိုးကနေပြီးတော့မဟုတ်ဘူးပါညာပေးလို့လည်းမရတော့ကိုစံမို့လို့မောင်နှမလို့အရန်ခင်တော့ ကိုစမ်းမို့လို့ပေးလို့လည်းမယူတော့ဘူးကိုစမ်းပေးခြင်းရင်ဘာဘလက်တွေကိုသွားလှူခိုင်းတယ်ကျမကျမကကျမဘာဘလက်တွေကိုသွားလှူခိုင်းအဲ့လိုမျိုးလုပ်လိုက်တယ်စီကန်းပေါ့နော်ဒါစီကန်းလုံးလဲတက်စီကန်းအဲ့လိုကျမနှကန်းလူမမနှကန်းဖြစ်တက်စီကန်းလုပ်လိုက်တာတက်စီကန်းလုပ်လိုက်တဲ့အခါကျပတ်စံကဖြတ်စည်းတယ်လေအခု PDF တွေအစိမ့်စိမ့်မော်မော်နဲ့ဟိုအလိုဒီအလိုဖြစ်နေဆိုတာစီကန်းမရှိလို့ကဲလို့ကိုအဖွဲကိုကအဲ့ဒီဖွဲကိုလှူခြင်းနဲ့ဆိုရင် BBL ရဲ့ ဘာဘလက်ဆိုတဲ့ပတ်စံကောက်တဲ့နေရာရှိတယ်အဲ့နေရာကိုသွားပဲသူတို့အစည်းကမ်းလေးကကောင်းတယ်အဲ့ဒါကျမလည်းသဘောကျတယ်အခုကျမတို့ကျမ TikTok မှာစီယုံရင်းစင်းနေတဲ့အရာဘာလဲဆိုတော့အဲ့ဒီလိုငင်းကြံဆိုလဲငင်းကြံတအုံလုံးပေါ့နော်အဲဟိုဘယ်လိုကောလဲဟိုရင်းမပင်ဆိုလဲရင်းမပင်တဆုတည်းပေါ့နော်တောက်တယ်မို့ရင်းနှစ်ခွက်တောင်ရှိရင်းမပင်ဆိုလဲရင်းမပင်တစ်ဖွဲ့လုံးအဲ ဟိုမြင်းညံဆိုလဲမြင်းညံတစ်ဖွဲ့လို့ဒီလိုတနေရာတဲ့ကိုပေးခြင်းအပြင်စီးစင်းတာအဲ့နေရာကိုပဲသွားရဲဆိုရင်အဲ့အဖွဲ့ကိုတဲ့အောင်ပေါင်းရမှာပဲဒီတက်မှာစီကန်ရှိတဲ့တက်ဆိုတာရှိတယ်အဲ့စီကန်တိုင်းလိုက်နာရမှာပဲစီကန်မရှိလို့ဗျမ်းမတာဆိုလက်နဲ့ကြိုင်နေများပြီးတော့အဲတိုက်ပွဲတွေလည်းမဖြစ်ဘူးအဲတပြေတကွဲကွဲတပြေပြဲနဲ့ဖြစ်နေမှာအဲ့ BNI ပေါ်လာတော့ဆိုရင်ဒါမခင်မိုးကအဲ့လိုကြီးစုလိုက်လို့ပျော်ပြီးတော့ကိုသွားပြီးတော့အဲ့ထဲမှာသူတို့လာပြီးတော့ခေါ်တဲ့အခါမှာမခင်မိုးလိုလိုချင်ချင် MRD တွေကစတယ်ပေါ့အဲ့တွေက မာကြီးအမေရိကန်မှာသူတို့အတွက်လော်ပေးဖို့အတွက်သူတို့ကခေါ်လိုက်တော့အဲ့တော့မာကြီးလိုက်သွားဒါပေမဲ့မာကြီးအဲ့လိုသူတို့စကွဲတဲ့ခါကျတော့မာကြီးအဲ့ဒါကိုလက်မခံနိုင်မာကြီးကွဲကြအောင်မခံနိုင်ဘူးအဲ့ဒါကြောင့်မာကြီးကထွက်လာအဲ့တော့တချို့လူတွေကအမျိုးမျိုးဝေဖန်တယ်သူတို့ကခင်မိုးနေရာရကျင်လို့ဆိုခုခင်မိုးခုချိန်ဒီဘာနေရာမှမရဘူးခင်မိုးကခင်မိုးပဲခင်မိုးကခုနေရာကိုရှိပြီးသားအဲ့တော့ဟိုအဖွဲထဲမှာနေရာမရလို့ဒီအဖွဲထဲမှာလွတ်တော်မရလို့တွေပါဒါမျိုးတွေမရှိပါဘူး။ဟိုတနေ့ကကျွန်မကမ်ပိန်းလုပ်နေတော့ကိုလူမြတ်ကျော်ကြီးအပေါ်တက်လာပြီးစကားပြောတယ်။ဘိုမိုက်ကဲဆိုရင်ကျွန်မနောက်မှာစကားသွားပြောလို့ရတယ်။အဲ့လိုမျို ကိုဘကိုစက်သွယ်လို့ရတဲ့လူတယောက်ဖြစ်အောင်တော့ကိုကိုကိုတော့အသုံးတရအောင်တော့လုပ်တာပေါ့လေဒီလိုမျိုးစင်ကန်တော့မရှိပါဘူးကျွန်မစကားပြောချင်ရင်တော့ဒါပေမဲ့ပြောချင်တာကျွန်မအတွက်နေရာအတွက်ကျွန်မတိုက်နေတာမဟုတ်ဘူးကျွန်မအတွက်နေရာအတွက်တော်လိုင်းကြီးလာလုံနေတာမဟုတ်ဘူးအဲ့ဒါကဟိုလင်းနဲ့ဝန်းနဲ့ မခံနိုင်လို့ရှိရင်နားလို့ရပါတယ်လို့နော်အပြစ်တော့မပြောပါနဲ့ကရင်ဘက်ကတော့နော်အမအနေနဲ့ပြောရရင် မခံနိုင်နားလို့ရပါတယ် human right ရနော်အဲ့လိုကြီးတော့ကရင်ဟိုဟာဒီလိုကိုဟာတော့မပြောလို့မပြောစီချင်းနော်အဲ့တော့ဒီဒီတက်တွေကိုလှူတဲ့ခါကျရင်သူတို့ကဒီတက်တစ်ခုတည်းကိုပဲစုစုစည်းစည်းအဲ့လိုလှူလိုက်တာကောင်းပါလေကျွန်မအဲ့ campaign ကိုကလေးတွေကိုကျွန်မဘာလို့စုစည်းပေးလဲဆိုတော့ငွေရေးကြေးရလဲ အဲတက်တွေအတွက်အများကြီးလိုအပ်ချက်ရှိတယ်။ဘန်နာရီငွေစီးစင်းမှုကြောင့်ပဲဒီလိုကိစ္စတွေဒီလိုစကားများမှုတွေအန်ယူဂျီရဲ့အလုံးမလုံးမှုတွေဒါတွေဝေဖန်ပြတာတကယ်လို့အန်ယူဂျီရဲ့ဘန်နာရီဝင်ကြီးက "तू ကငွေကင်ရပြီးတော့ तू ကညညမျှတာတဲ့အဖွဲ့အစည်းဆိုရင်ပေါ့နော်အခုဖန်ခံထားတဲ့ကျမတို့ရဲ့ဝင်ကြီးချုပ်တယောက်ယောက်ကလွတ်ထွက်လာမယ်ဆိုရင်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ဘဏ္ဍာငွေစီးဆင်းမှုကပို့ပြီးတော့တက်ရက်လှပပြီးတော့တနေရာတဲဟိုတစုတစည်းတဲသွားပြီးတော့အဲ့လို ဝယ်ပေးတယ်ဆိုလဲပစ္စည်းကိုမြတ်မြတ်တတလေးဒီအဖွဲမှာဘယ်နှယောက်ရှိလဲဒီအဖွဲမှာဘယ်နှယောက်ရှိလဲအဲ့လိုမျိုးမြတ်မြတ်တတလေးလှုပ်ပေးမယ်ဆိုရင်ဒီပွဲကပေါ်ဝင်ပြီးတော့လှမှာပေါ့နော်အဲခုနကလေးတယောက်ကလာပြောသွားတာ तू ကရခိုင်နေဟိုဗမာတွေကမသိဘူးလို့ဘာလို့အဲ့လိုပြောတော့ကျမကကျမကရားပြည်နယ်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးကိုပြောတယ်ဒါပေမဲ့ तू နားမဝင်ဘူး तू ပြောချင်တဲ့စကားကိုပဲလွတ်နေတာဒါကြောင့်မို့လို့ခုနရခိုင်သားကြီးတယောက်ကပဲလာပြောတယ်မင်းအေးအေးတက်တော်ကဆိုရင်မင်း social media ပေါ်မှာတက်ပြီးစကားပြောခွင့်မရှိဘူးတဲ့နော် အဲကျွန်တော် YouTube က slow connection ဖြစ်နေတယ်အေးအေးတက်တော်ရဲ့တက်သားတွေဟာ social media ပေါ်မှာတက်ခွင့်မရှိပါဘူးဒါကြောင့်မို့လို့လဲအေးအေးတက်တော်ကအဲသူများသူတို့ဆွဆွဲသလိုခွက်ခေါက်တာမကြားရတာပါနော်အေးအေးတက်တော်ကအဲ့ဒါစီကံကိုလှုပ်ထားတာပါအပြုလို့လဲဆိုတော့18နှစ်ကြာတာလည်းဖြစ်တယ်။နောက်ဘန်နာငွေစည်းစိမ်မှုကိုပညာသားပါပါထိမ့်သိမ်းထားတဲ့အတော့ပါ။အဲ့တော့ကျမတို့ပြည်သူတွေသိထားမှာကအေးအေးတက်တော်ရဲ့တက်တော်တက်တော်သားတွေ အဲ line တွေပေါ်ဒီမှာတက်လာပြီဆိုရင်တို့ရဲ့ကိုပိုင်အမှတ်နဲ့အပတ်စဉ်အမှတ်တွေကိုမှတ်ထားပြီးတော့နာမည်နဲ့တကွာအဲအေးတက်တော်ကိုတိုင်ကြားလို့ရပါတယ် social media သုံးွက်မရှိပါဘူးတို့တို့ကတို့စကားပြောလို့ရတယ်သူများပြောတဲ့စကားတွေကိုနားထောင်လို့ရတယ်ဒါပေမဲ့တို့ရုံနဲ့အပြင်ထွက်လာလို့မရှိပါဘူးတဲ့အဲကျွန်တော်တို့စကားဝိုင်းတဲ့ဟိုရခိုင်ညီကိုလေးတယောက်ကစကားတက်ပြောပြီးတော့အောက်ကနေပြီးတော့ဖြေပေးတဲ့ရခိုင်သားခြေတယောက်ကပဲလာဖြေတာ မင်းတက်တော်ကမဟုတ်ဘူးတဲ့ဘာဖြစ်လို့တက်တော်ကဆိုရှယ်မီဒီယာသုံးခွင့်မရှိဘူးတဲ့နော်နောက်ပြီးတော့အဲ့ကလေးကအသက်28နှစ်ရှိပြီဖြစ်ပြီးတော့ဘာသာစကား9မျိုး6မျိုးလောက်တက်နေတယ်အဲ့ဒါကအဲ့ဒါကစစ်ကောင်စီကလူဖြစ်ဖို့များတယ်အဲကျွန်တော်ကဘင်္ဂလားဒေ့ရှ်ကအိန္ဒိယဆိုကျမတို့ပြောနေတော့ကျမတို့တွေကနားထောင်ပြီးအဲ့ကမ်ဘိန်းတာဝန်ခံတအားတအား good listener သူကအရန်နားထောင်တတ်တာပြီးရင်သူပြောတဲ့အချက်လက်တွေကတကြောင်ချင်းတနေရာချင်းတိကျပြောနိုင်တယ်ပြည်သူလူထုသတိထားမယ့်အချက်တွေပေါ့နော် ဲ့ဒါမခင်မို့ကြိုက်တယ်အဲ့ဒါငွေစီးစင်းမှုအဲ့လိုဗလျံပလာဖြစ်တဲ့ကကြတော့အဲ့လိုပစ္စည်းပစ္စည်းတွေဖြစ်ကုန်တာအဲ့ဒါကိုသိလို့လေဟိုကမ်ပိန်းကမ်ပိန်းကမ်ပိန်းတွေပေါ်လာတာအမှန်တကယ်ကကမ်ပိန်းတွေဆိုတာကလေဒီမြင်းညာတက်အတွက်အဲကျမတို့အားလုံးဝိုင်းတူကြရအောင်လို့ပြောလိုက်ရင်မြင်းညာတက်ကိုအကုန်လုံးကဝန်းရံတာမျိုးလုပ်တင်တယ်အဲ့လိုမျိုးအာရင်းမာပင်အတွက်ဆိုရင်ရင်းမာပင်တနေရာလေးကိုပို့ဝင်ဘလောက်ကောင်းမလဲအဲ့ဒါ NUG ရဲ့ဟိုဟာပေါ့နော်ဟို local နဲ့အဲဟိုထိမ့်ချုပ်မှုပေါ့သူတို့က power ပဲလိုချင်တာညညွတ်မြတ်တဲ့ နှိုက်တယုံတော့နှိုက်ယုံလားတယုံလားတော့မသိဘူးရှိတော့ရှိတော့ရှိတယ်ဘယ်နာလဲတော့မသိဘူးမမဆောင်းလို့ပဲပြောပြတို့မှပြောပိုင်ခွင့်မရှိရှိရည်သားတော့ရှိရဒါပေမဲ့တို့မှချပြပိုင်ခွင့်မရှိအဲငါရဲ့ line ပေါ်အတန်နေလို့မပြောရတာဘူးအဲကိုသိမ်းမြတ်ရဲ့30ချက်ထဲမှာအန်ယူဂျီရဲ့အဲလောက်ကန်တိုင်ကန်နေအားနေနေတာတော့မှန်တယ်ဒါပေမဲ့ဝင်းကြီးနှစ်ယောက်ကိုတော့အလုတ်ဖြုတ်ခိုင်းတာတော့မားတယ်မဟုတ်ဘူးကျမအဲ့ဝင်းကြီးနှစ်ယောက်ကိုမကြည့်ချင်တာ ပြည်သူတယောက်အနေနဲ့ပြောခွင့်ရှိတယ်အဲ့လိုမျိုးမဝင်ကြီးကာကွယ်ရေးဝင်ကြီးနဲ့ပြည်ထရေးဝင်ကြီးကိုမဖြုတ်ချရအောင်ဆိုရင်မေလို့ကာချုပ်လို့ပဲတသက်လုံးနေရာကြိုက်သွားလိမ့်မယ်နော်အဲ့ဒါကိုမသိဘူးလားမသိဘူးသူတို့အဲ့ဒီဟာကိုသူတို့တိကိုတိရမယ်မြေပြင်မှာအခုဆိုရင်မြေပြင်မှာတိုက်ပွဲနဲ့နော်တိုက်ပွဲနဲ့အနည်းဆက်ဆုံးမှရှိတဲ့ဟိုအာဒေါက်တာစိုးသူရဆိုတော့ဘာလို့ပဲတက်လို့ကျမသားတွေလည်းယာတူးတွေပေးလို့ရနေပြီတိရမလားတိုင်းမှုကြီးတွေလုပ်လို့ရနေပြီအခုချိန်ထိတိုင်းမှုလို့လည်းမပြောတာဘူး အဲရဲဘော်ဘသူရဲဘော်ဘသူဆိုပြီးဟိုဟိုဂျိုကြားဂျိုကြားရိုက်နေတဲ့အဲအရာဒီတိုင်းမှုတွေပဲပေးလို့ရတယ်ဂျမသားတွေပါဆိုဒါမျိုးလုပ်လို့ရနေတဲ့အရာကိုသူတို့ဘောကပဲထိမ့်ချုပ်ပြီးတော့သူတို့ပဲ management လုပ်နေပုံမျိုးอ่ะအဲ့ဒါကြတော့ကျမတို့တွားခြင်းနဲ့ဘဟုစနစ်ကဒီစနစ်နော်ရှင်းရှင်းပြောရခုနညဉ့်ညံရဲ့တက်ရှိရမယ်အဲ့ညဉ့်ညံတက်ကိုပဲဇရိတ်ဖိုးလဲအဲ့ကိုပို့မယ်စစ်လက်နက်ပစ္စည်းလဲအဲ့ကိုတနေရာလဲပို့မယ်ဆိုရင် မြင်းညံတက်တော့ကျမတို့ပြည်သူတွေကတတက်ဖဲပေးရတော့အများ BBL လေးလို့ပေါ့ BBL လေးတတက်တဲ့အတွက်ခြိုက်တဲ့နေရာလာလှူတကဘာလုံးကခြိုက်တဲ့နေရာလာလှူ BBL လေးရှိတယ် BNI ရှိတယ်အဲ့လိုမျိုးဖြစ်နေရမှာဒါမဲ့သေးသေးလေးနဲ့လည်းကိုကိုကိုတက်ကြီးကြီးအထာမျိုးမလုံးသေးဘူးတက်သေးသေးလေးတွေရှိတယ်တချို့တရာတရာတချို့က20လက်ခုနှစ်ယောက်တယ်9ယောက်နဲ့တက်ဆိုရင်တော့ဒါကျမတို့မလှူသင့်တော့ဘူးအဲ့ကလေးတွေကတွားပေါင်းရမှာတွားကိုပေါင်းရတော့မှာသူတို့တကောင်ချင်းကောက်စားတော့မှာဟိုကတကောင်ချင်းကောက်စားမှာအခုအဖြိုးဖွေးဖွေးတို့အလင်းအောင်တို့ဆိုတာကဒါအမှုနီးနဲ့ မျိုးပြမျိုးပေါ်မှာရှိတဲ့လူတွေကိုခြောက်တာနော်အကျန်းနီးနဲ့ခြောက်တာဒီလိုဟိုနေသေးဆိုနေသေးသေးလေးဆိုမန္တလေးကိုဘူလိုစာနဲ့ကော်တယ်လို့မျိုးပဲဒီလိုမျိုးပဲသူကလုံမှာဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေမေလို့ရဲ့အားနေချက်ကိုသိရမယ်ဘာလဲဆိုတော့သူဟာနိုင်ငံခြား pressure ပါလာတဲ့အခါမှာ KK Park ကိုသူပြစ်ပြတယ်အဲဖမ်းပြတယ်အပြင်ကိုထွက်ပြေးခိုင်းတယ်လုတ်တယ်ဆိုရင်ဒီအာနာရှင်ဟာနိုင်ငံခြား pressure ကိုကြောက်တယ်အဲတော့ကျွန်တော်တို့ဘောင်တော်မတွေကို highlight ပေးနေတာကဒီ live မှာကျွန်တော်တို့ပြောနေတာက ICJ တို့ ICC တို့မှာအမှုလုပ်ဖို့အတွက်เนาะအမှုလုပ်ဖို့အတွက်ကျမတို့ပြည်သူတွေမီးမောင်းများများထိုးပေးတင်တယ်เนาะ NUG လေပေါ်တဲ့လေလေထဲမှာမနေနဲ့မဲရွေးရင် NUG ကိုတိုင်ပါတယ်ပဲမလုပ်နဲ့အဲ့ဒါတွေဟို NUG နဲမြေစိုးမျိုးလာတဲ့နေရာတွေမှာမဲရုံမဆောင်ရင်ဒါ NUG အလုပ်လုပ်တယ်ပဲကျမတို့မနိုင်တဲ့ရန်ကုန်တို့ဘာလို့ကလူတွေသွားတိုင်လို့မရအောင်သွားတိုင်သူတို့ဘာဖမ်းခံလိုက်ရအောင်မဘာလို့ဆိုတော့လာတိုင်လာတဲ့ list ကဟိုကောင်းဖော်ကြီးလို့ပောက်သွားရင်ဘယ်လိုလုပ်မလဲเนาะ တွေရှိသေးတယ်။သူတို့ရဲ့တဲကလောက်ကောင်တွေသူတို့တဲမှာထက်ထားတဲ့တက်ရှိုးရိုက်သွင်းထားတဲ့တရှိုးဒလန်တွေနော်သူတို့ကဒလန်လောက်သုံးတာငါတရှိုးလို့ပဲပြောမယ်။ကျောင်းဂိမ်းဟိုစပိုင်ဂိမ်းကစားသူကစားနေတဲ့ဟာတွေရှိတယ်။အဲ့တော့သူတို့ပြောတဲ့ဟာတွေတွားပြီးတော့တိုင်မနေနဲ့။ကိုဘကမဲထဲဆိုကြောက်ကြောထွားထက်ထွန်းမဲထဲကြမလို့ပါဘူးမဲယုံနဲ့ဝင်ပြီးစာရွက်တွေကောက်ထည့်လိုက်ပြီးပြသူကခိုးမှမှန်းသိရတဲ့သားနဲ့ဘာမှသွားပြီးတော့ဟိုကလုံမယ်သူတို့ချင်းကြောက်တဲ့နေရာဆိုရင် ကိုကဒီဟိုချင်းနေရကြက်နဲ့ဟိုအပြင်မှာလွတ်ထားတဲ့ကြက်နှစ်ကြက်ပဲကွာတယ်အဲ့တော့ကိုကသွားဆိုရင်သွားလိုက်မသွားနဲ့ဟိုမသွားနိုင်ဘူးဆိုလည်းမသွားနိုင်ဘူးဘာမှမဖြစ်ဘူးဒါကိုရဲ့ရက်ွက်ပေါ်အခြေအနေပေါ်မူတည်ပြီးတော့မဲထဲလို့ရရင်ထဲလိုက်မဲမထဲလို့ရလည်းမထဲနဲ့ဘာမှမဖြစ်ဘူးเนาะ NUG ရဲ့အုတ်ချုပ်တရားတဲ့နယ်မြေမလေးရှားလောက်ရှိတယ်ဆိုရင်အဲ့မလေးရှားလောက်မှာရွေးကောက်တဲ့မဲဆန္ဒနယ်ဟိုအယုံနေမထားနဲ့ဒါ NUG proof it okay ပြီးသူကိုရွှေရှောင်ရိုက်ပြီးတော့ ဟိုသတင်းမီဒီယာကောင်းကောင်းနဲ့သတင်းမီဒီယာဘိုးတွေထမ်းမီလျံယူပြီးတော့အာဘိဓုအာဘိဓုတွေဂျင်းနေတော့ဂျင်းလက်ဖက်တုပ်တွေလာမစားနဲ့เนาะအဲ့တော့ highlight အကြောင်းပြန်ပြောပါမယ်เนาะ तू ခေခေဖောက်ကို तू ဒီလိုလုပ်တယ်ဆိုရင်မြန်မာပြည်ရဲ့ရန်ကုန်မြို့မှာရှိတဲ့เนาะရန်ကုန်မြို့ပဲရှိရှိမန္တလေးမြို့ပဲရှိရှိအဲ့ဒီမာဖီးယားဂိုင်းတွေပါကိုယ်ရုပ်လက်ဖော်ပြမလို့ဘူးเนาะလူတတ်မှုတွေမာဖီးယားဂိုင်းတွေဒီစစ်တပ်ရဲ့အကြမ်းဖက်လုပ်ရက်တွေအားလုံးကိုနိုင်ငံတကာကြားအောင်သာအော်ပြီးတော့ကိုဝေါ်မှာညံမပါဘဲနဲ့မတင်နဲ့ နော်မောင်နှမတွေတည်တာဘိုးကနော်ကိုယ်ဝေါ်မှာညံမပါအကြံမပါပဲနဲ့မတင်နဲ့ ICJ လို့ ICC လို့ရုံးခန်းတွေကို Google Search မှာရှာပြီးတော့အဲ့ရနေ email ပို့ကြနော် तू ကြောက်တယ်ဆိုတာတည်တာ तू ကြောက်တဲ့လက်နဲ့ဆိုတာရှိတယ်နိုင်ငံတကာဖိအားပဲနော်ဘာလို့လဲဆိုတော့ဒီ KK ဖောက်ဆိုတာဒါ तू မွေးလာတာနော် तू အလကားပတ်စံယူနေတဲ့ तू စက်ကြီးကောက်နေတဲ့ဒီကြားပြန်နေဒီကြားပြန်နေကို तू ထိုးကျွေးတယ်ဆိုတော့ကသူ့မှာနိုင်ငံတကာရဲ့ဖိအားကို तू ကြောက်တယ် နော် तू ကြောက်တဲ့ဟာကိုကိုကသိရမယ်ပြည်သူစစ်ဖြစ်လို့ तू မကြောက်ဘူးနေ60စစ်ဖြစ်လာတာ तू ကအေးစေပဲလူလူမရှိရှိတဲ့လူထိုးထွက်လိုက်နော်အော်ပေါ်တာဆွဲလိုက်တသားအစ်တွေထဲလိုက်သူ့ရဲ့ဟိုလူယုံမှာတချို့တဝက်စစ်တပ်ထဲမှာလည်းမကြိုက်ဟိုသူတို့စကားစားတဲ့တပ်ထဲမှာလည်းဟိုစစ်ဖြစ်တာကိုမကြိုက်တဲ့လူတွေရှိတယ်အဲ့မရှိတဲ့လူတွေဆိုရင်နောက်တန်းမှာထားရလိုက်တယ်အဲထောင်ထဲထဲထဲထားလိုက်တယ်ဒီသူ့အမေခစ်ကကာဝန်ဆိုရင်ကာကွယ်ရေးဝန်ကြီးဆိုရင်အကျယ်ချုပ်လားမသိဘူးထားရတယ်နော်ဆိုတော့ သူကစစ်ဖြစ်တာကိုသူမကြောက်ဘူးဘာလို့သူမှလေးရင်ရှိတယ်သူမှတွင်းထွက်ရှိတယ်တော့သူ့ရဲ့အာဏာအတွက်တရုတ်ပြည်အတွက်သူကကျမတို့လူလူကိုတတ်ရတတ်ရဖျက်ရဖျက်ရသူလုံမှာပဲသူကြောက်တာဘာလဲဆိုဟိုတနေ့ရလိုမျိုးနော်တိုင်းပြည်တွေကအဲ့နေနေတဲ့အိမ်တွေကိုဘူဒိုဇာနဲ့ထိုးကော်တာမျိုးဒီဆိုရှယ်မီဒီယာမှာတတ်မလာဘူးဒီ social media မှာစားကောင်းဝါကောင်းခွက်ခောက်ကောင်းအောင်ပဲတက်လာဒီလိုမျိုးပြည်သူတွေနေနေတဲ့အချိန်မှာသူ့ရဲ့ election time မှာ မဲဆွယ်စည်းရုံးမှုကဘလောက်တော်လဲဆိုရင်ဒီလိုအိမ်အိမ်ကြီး900ကိုဘူးလိုသားနဲ့ထုတ်ကွာလာတော့ဘာလို့ highlight ဖြစ်အောင်အပေါ်တင်းစာများများရေးเนาะအဖတရုပ်ပြီကျမအဲ့ဒါဆွေးနွေးတာများနေပြီဖြစ်တဲ့အတွက်အလှူခံတဲ့ကိစ္စကိုကျမတို့စူးစီးနေပါတယ်အလှူခံအစ်စ်တွေကိုကျမတို့စူးစီးပါတယ်စူးစီးပြီးတော့သူတို့တစုတစည်းတည်းဖြစ်အောင်လုပ်ပါတယ်သူတို့တစ်ဖွဲ့တစ်ဖွဲ့ချင်းဆိုရင်300 300ရရဖို့တော့3လလောက် campaign လုပ်ရပါတယ်သူတို့အခုလူကောင်း9ယောက် အဲပထမစတယ်နောက်၁၂ရက်အခု၁၄ဆက်၁၃၄ဖြစ်သွားပါပြီအဲ့လူငယ်တွေစုပြီးတော့သူတို့ရတဲ့ဒီတပတ်သိန်းတရာရတယ်ဆိုရင်ဒီသိန်းတရာကိုညီပြင်ကတကယ်ဖိုက်တာတွေစီကိုတဖွဲ့ချင်းတဖွဲ့ချင်းသွားဖို့အစီအစဉ်လုပ်နေပါတယ်ဒါကျမမရောက်ခင်တည်းကသူတို့ညီညွတ်ရေးစနေတာဖြစ်ပြီးတော့ကျမရောက်သွားတဲ့အချိန်မှာကျမအဲ့ကလေးတွေကအဲလူကောင်းတွေပါဆိုပြီး highlight ထိုးပြတဲ့အခါမှာအဲ TikTok ရဲ့ in အားလဲ short တွက်လို့မရအောင်တက်တက်မှာတော်လန့်ပြည်သူတွေအများကြီးရှိတယ်အဲ့တော့ကျမဒီတည်းက9000တသိန်းတွေကိုကျမတေချာစုစည်းပြီးတော့ အဲ့လူငယ်တွေကိုလှူခိုင်းပြီးတော့အဲ့ငယ်အဲ့လူငယ်တွေကနေပြီးတော့အဲဘင်းနဲ့အုပ်စုတွေလိုအိုက်မှုတကယ်ရှိတဲ့လူတွေကိုတကယ်လိုက်ပို့ဖို့သူတို့စီစဉ်ဆောင်ရွက်နေပါတယ်ဒါအင်တန်ကောင်းပါတယ်ဘန္တာငွေစီစဉ်ရေးပရံပရာဖြစ်ရင်လဲအွန်လိုင်းရေးပရံပရာဖြစ်တာ ਨੇ တူတူပါပဲအဲ့တော့သူတို့သူ့ရဲ့တရှုံမကြီးကသူ့အဖေမေလို့အတွက်တာဝန်ကြီးကြေးပေးနေဆိုတာသဘောပေါက်တာပါငါနဲ့တာအချိန်ဆွဲပေးတာလဲအန်ယူဂျီနဲ့ဒီလော်ဘီအညံ့စားတွေပါပဲเนาะအဲ့တော့အန်ယူဂျီမရှိလို့မဖြစ်ဘူးဒါပေမဲ့အန်ယူဂျီမှာအလုံးမလုံးတဲ့ဝင်ကြီးတွေလဲထုတ်တင်ပြီး ။နောက်ကျမတို့ဒီတိုက်ပွဲဖော်ဆောင်မှုမလုံနိုင်တဲ့အုပ်ချုပ်ရေးပိုင်းမှာညံပြင်းနေတဲ့ဒီဝန်ကြီးနှစ်ပါးကိုအဲပြည်သူတွေအနေနဲ့ဆက်ပြီးတော့ရွေးကောက်သူတို့က change your command COC ဒါပြောနေတာ။ Commander in Chief ကတမနာဖြစ်ပြီးတော့အဲ့တမနာကအမိန့်ပေးလို့မရဘူး။တမနာကတိုင်းပြည်တတိယတိုင်းပြည်ကလူတွေပြန်လာပါလို့ခေါ်တယ်။တတိယတိုင်းပြည်ကလူတွေပြန်လာပါလို့ခေါ်တယ်။ပြန်ကျင်တဲ့လူကပြန်တယ်မပြန်ကျင်တဲ့လူကမပြန်ဘူး။ဆိုတော့ Commander in Chief ကလည်းသူတို့ရုပ်သေးရုပ်လိုပဲကျမတို့ သမလိုက်သူကလက်ရှိလာအောင်တင်တာဒါကြောင့်တိုင်းရင်းသားတွေလည်းမရှုံတာကို့အထဲထဲမှာတော့ကိုပါပြုတ်စပြဲနှောင်းနေဖြစ်တယ်နောက်တစ်ခုကခုနကလေးစကားရဆိုရခိုင်သားကြီးတချို့လည်းတန်တရားတွေပါပြီးတော့ရှိတယ်ဒါပေမဲ့ခေါင်းဆောင်ကခေါင်းဆောင်ကတိတယ်ပထမတော့ငါတို့ရခိုင်တွေပဲဖြစ်တယ်ထင်တာအဲ့အော်သူတို့အဖွားကြီးလည်းဖမ်းနေဟာတယ်သူတို့သူတို့ပြောတာအမေကိုအဖွားကြီးပေါ့နော်အဖွားကြီးလည်းဖမ်းနေဟာဗမာတွေလည်းတတ်တယ်ဟာဆိုအရင်တော့ကသူတို့တိခဲ့တာက သူတို့ရခိုင်တွေကိုပဲနှိမ့်ချက်ကလူပြုတ်တယ်လို့ထင်တာအင်းနဲ့ဗမာတွေမသိဘူးဗမာတွေမသိဘူးခုနကလေးကိုကျမပြောလိုက်တယ်အန်ဒီရန်ကုန်မှာနေတာဒါပေမဲ့ကယားပြည်နယ်မှာဖိနှိပ်ထားတဲ့เนาะအာဒီအာနာရှင်ရဲ့ဖိနှိပ်မှုကိုခံရတဲ့ကယားပြည်နယ်ရဲ့ဘဝတွေကိုလည်းအန်ဒီသိတယ်အန်ဒီကကရင်တဝက်ဆတ်တဲ့တဲ့ကရင်ပြည်နယ်မှာခြေပြက်လက်ပြက်เนาะအဲ့ဒါကိုမျက်နှာပြည်မျက်နှာပဲနဲ့သိရမှာ तू နားထောင်တယ်သူနားထောင်တဲ့အခြေအနေကိုကြည့်ချင်အောင်သူကစစ်ကောင်စီရဲ့တရှိုးပါเนาะဘာလို့လဲဆိုတော့ အန်ဒီတို့အဲကျမတို့မိုးတို့ရခိုင်ဟိုမိုးတို့ကရခိုင်မျိုးမငဲ့ညာဘူးဆိုပြီးတွေးထိုးစကားပြောတာမဟုတ်ဘူးမိုးတို့ကိုပေးသိွက်မကြည့်တာမဆာလာခက်ကဆိုတူနဲ့တန်းတန်းတူနဲ့တန်းတန်းတူနဲ့တန်းတန်းတန်းဆိုကျမတို့မပေးပေးမသိတဲ့ခါကျတော့ကျမတို့ကသူတို့ပြောတဲ့ဆီယမားတွေတင်တဲ့စာတွေလောက်ပဲသိတယ်နောက်ပြီးတော့သူတို့ပြောတဲ့သတင်းတွေလောက်ပဲကျမတို့ကကြားခွင့်ရခဲ့အခုကဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက်ကျမတို့ကဘယ်တော့ဘယ်တောင်မှဘယ်နဲ့ရောက် ဒုက္ခရောက်နေတာအစဘလို့ဘုံချသွားတာအစကျမတို့ကြားခွင့်ရတယ်အဲ့တော့သူတို့ကသူတို့မသိတာကကျမတို့ရန်ကုန်သူရန်ကုန်သားတွေကိုလည်းဒီလိုမျိုးပဲဖွေးဖွေးတို့အလင်းအောင်တို့ဖမ်းတကယ်သူလောက်တာပဲကျမတို့ចောင်းသားဒီဆန္ဒပြတာတို့ဘာလို့ပေါ်လာတာပဲကျမတို့မသိဘူးဆိုတာမဖြစ်နိုင်ဘူးမလေးလာတာကိုချင်းသာတရားမရှိတဲ့လူတွေသာမသိမသိကြအောင်ဆောင်တော့ခုခေတ်လည်းရှိတာပဲဂျန်လီတွေကတော်လန်ရင်းနဲ့သူတို့နဲ့ဘာမှမဆိုင်ဘူးလို့ပဲအခုတိုင်းသားတွေလည်းမဟုတ်ဘူးကိုစကားပြောတယ်ကိုလိုအညိုရောင်နေတော့မှအညိုညိုချင်းတော့မှဝက်မဲလောက်တဲ့လူတွေနဲ့အများကြီးပဲ အဲတွေးခွဲတက်ရှုံမှုတွေလောက်ထားတာဆိုတော့ကျမတို့လည်းခံနေရတာပဲဆိုတာဟိုဟိုရုပ်ထုံးမျက်နှာနိုင်လို့ခေါင်းဆောင်ပိုင်းတွေကတိပြီမဲ့လူငယ်ပိုင်းတွေကိုအဲမတိတလို့လို့ပါလို့နဲ့ခုနကျမရဲ့ TikTok မှာကျမတို့ campaign မှာလာပြီးတော့အဲရခိုင်အေးအေးတတ်တော်လို့လို့ပါလို့လို့နဲ့ရောရောကြော်ရိုက်ဖို့လာလို့တယ်เนาะအဲ့တော့ပြောနေတာပါလဲဆိုတော့အာဒီ NUG ဝင်ကြီး MOD နဲ့ MOD လက်အောက်နဲ့ဒီလွင်ကိုလက်လက်အောက်တောင်မှဟိုခင်းညွတ်လက်နဲ့ခင်းညွတ်လက်ကထွက်တဲ့ အဲထောင်လိုင်းရေးတက်ကလူကအဲဟိုဟိုခင်းညွတ်လက်ခတ်ကလူထောင်လိုင်းရေးတက်ကတက်ချက်ကကြီးတက်ကဘုံမူလောက်တောင်လှမ်းဟောက်လို့ရတဲ့အထာမျိုးတွေလှုပ်လာတဲ့ခါကျတော့အဲမြေပြင်မှာပကဖနဲ့မြေပြင် local တွေနဲ့ sorry မြေပြင် local တော့မဟုတ်သေးဘူး UU PDF တွေနဲ့မှလည်းနည်းနည်းကွာဟမှုတွေအဲသဘောထားမတိုက်ဆိုင်မှုတွေရှိတယ်ဒါလည်းသူတို့တမင်လှုပ်ထားတယ်လို့ပဲကျွန်မထင်တယ်ဘာလို့လဲဆိုတော့လူကျွန်တော်တို့ရုံးနေမှာဆိုလဲဝန်ထမ်းတွေအချင်းချင်းတည့်နေရင်ဝန်ထမ်းချင်းချင်းတည့်နေအပေါ်ကမကြားရအောင်ဘာလို့ဆိုကျွန်တော်တို့ ြင်းတာလည်းတူတူစူးစမ်းရင်လည်းတူတူအဲအခုခုကျမတို့အခုအခုဆိုရင်ကျမနဲ့အနောက်ရှင်းနဲ့ရှေ့ရှင်းနဲ့ညဘက်ကကောင်းလေးကိုငါအစွားကြီးပြန်မယ်နင်လူကြီးကိုမပြောနဲ့ငါတိတ်တိတ်ကလေးပြန်တော့မယ်ကျမတို့ဒီလိုတဲ့နေရင်လူကြီးကအတန်မကြားရအောင်အဲ့တော့ကျမတို့မနေ့ကမတဲ့ဘူးဟိုကောင်လာကနည်းနည်းပို့ပေးထားတယ်ကျမကလာကသူ့ထက်နည်းနည်းပို့နေတယ်ဒေါ်လာနေတယ်ကျမအဲ့ရှိကကျမတို့ပုံများတယ်ဒါမဲ့သူဘာလို့မှမလုပ်အောင်ကျမအလုပ်တွေအများကြီးလုပ်ရတယ်အဲ့ဒါဘာလုပ်ထားတာလဲဆိုတော့ကျမတို့ချင်းချင်းကိုဟိုတွေးခွဲပေးတာလား အဲ့ဒါကိုကျွန်မကပါနေရမယ်ဒီကောင်ကအဲဒီလိုမျိုးတွေလုတ်တတ်တယ်ဘာကြောင့်ဒီလိုတွေဖြစ်ရလဲဆိုတာဒီလိုမျိုးအဲ့လိုမျိုးပဲဒီဟိုတွေးစည်းနေခြင်းနဲ့ဆန္ဒတော့မရှိကြဘူးကျွန်မတို့ဒီတွေးခွဲမှုတွေကိုလုတ်ထားတဲ့အတွက်မြေပြင်ကညီကိုတွေမှာအများကြီးဒုက္ခတွေရောက်တယ်နော်အရင်တည်းကလည်းလက်စားချစားတဲ့အရာလေးတွေကပါလာတဲ့ခါကျတော့အခုခေတ်လဲသူတို့ကဒီလိုဟိုလက်စားချစားရတာဟိုရိုးရာလိုမျိုးလာလုံနေတယ်အဲ့ဒါမကောင်းဘူးဒါအန်ယူဂျီရဲ့အဲပေါ်စာမှုတွေဟိုတခြားတက်တယ်ဆိုရင် ် BBL တွေတက်ဆိုရင်ဘယ်သူမှမဖို့ယူလို့မရအောင်တက်ကပဲအကုန်လုံးအလူအလူခံတဲ့ဟိုအလူဝေပေးခြင်းလဲ BBL လေးရဲ့ဘာပလက်နေရာကိုပဲတွတ်ပေးရမြေကြီးပေါ်ကလူကအဲကြာနေနေရာပတ်စံနေယူခွင့်မရှိဘူးစီကန်းလုတ်ပလိုက်တာစီကန်းလုတ်ပလိုက်တာသူ့ဘာသူကိုယ့်အိမ်ရမိသားစုနဲ့ကိုယ့်ဘာကိုပေးခြင်းပေးကြအဲ့လိုမျိုးသဘောလောက်ထားစီကန်းဆိုတာရှိရမယ်စီမရှိကမ်းမရှိဆိုတော်လိုင်းနိုင်မှုမလွယ်ဘူး ဒါပေမဲ့ NUG အဲအကြောင်းတော်တော်လိုင်းပြက်စီးတယ်လို့ကျွန်မမခံစားရအောင်ကျွန်မမြေပြင်ရဲ့အနေထားကအောင်မြင်တိုးတက်မှုတွေများနေအတွက်မိုးကုတ်ဆိုရင်ဒါရှင်းရှင်းပဲနေမလာနဲ့နေစစ်တက်နေအာနာယူတက်မလာနဲ့ရတယ်တန်နဲ့တက်ကြံနဲ့လက်နဲ့ကြိုင်နေငါတို့မျိုးကိုစောင့်ရှောက်ပေးလိမ့်မယ်သူတို့လိုလိုချင်းချင်းပြည်သူကပြည်သူကာကွယ်ရေးတက်ကိုပဲလိုချင်တာအဲ့ဒီပြည်သူကာကွယ်ရေးတက်စီကန်းရှိစေချင်တာမခင်မောက နော်စီးမရှိကမ်းမရှိဗရန်မတာနဲ့ပတ်စံတွေကောက်ရှင်သလိုကောက်ကမ်ပိန်းတွေကိုလှုပ်ရှင်သလိုလှုပ်ခိုင်းကမ်ပိန်းတွေကလည်းဟိုကန်ထရိုက်ပါမစ်ရထားတာလည်းမဟုတ်ဘန်ဒါရေးဝင်ကြီးတော်မသိဘူးကမ်ပိန်းပေါင်းများများစွာနော်အဲ့ဒီအလိုမျိုးကိုမာကင်ဘိုးကပြန်ပြီးတော့စုခိုင်းတယ်ပြီးမာကင်ဘိုးက voluntarily ဒီတက်ဒီကမ်ပိန်းဟာတက်တွေကိုလှူမလှူလိုက်စစ်တာပဲမလှူတဲ့အဖွဲ့ဆိုရင်တော့ဒိုးလိုက်တော့လောက်ကကြီးမှနေလို့မရဘူး social media ခင်မှာနင်တို့အကြ ాయి စားကိုမရှိဘူးငါပေါ်လာပြီဆိုတော့နှုတ်က နာမငါအမုန်းခံပြီးတော့လိုက်စင်မှာပဲနောက်ကတက်တွေကိုပေးမပေးကျွန်မစစ်မှန်းလဲသိရောအဲ့ဒီကံမိတာဝန်ခံလဲတယ်ဆောက်ရမ်းလဲတာခလေးနှစ်ယောက်ကောက်တင်လိုက်တယ်အရင်တော့မလုပ်ဘူးသူကဘယ်နှစ်တလောက်သိန်း350အလကားနေရနေတာသိန်း350နင်းတဲ့ပတ်စံမှမဟုတ်ဘူးအဲ time ဟိုမလေးမှာလုံးမှာ3340ရတာအဲ့ဒါကိုအိမ်လားကဘာညာပေးလိုက်ရင်မလေးရလူတွေလည်း3030လောက်ကျန်တာမခင်မိုးတို့ဒီမှာလုံးတယ်ဆိုလဲဟိုအခွန်ပေးဒီခွန်ပေးနဲ့ရတဲ့ပတ်စံက4-5000ပြောပေးမယ်ကိုတကယ်တကယ်ကို အဲ့ထဲကိုရောက်တာ2500လောက်ရတယ်ဘာလို့လဲဆိုတော့ tax ပေးရအဲ့လိုမျိုးဘာလုံးမှလည်းမရှိဘူးသူက tax လည်းမပေးရအောင်အစိမ်းနဲ့ဟို line လေးပေါ်မှာအေးအိုးမကွာအိမ်မကွာ line လေးပေါ်မှာနေုံနဲ့တရတရ50ရတယ်သူတို့ဝင်းရံတယ်သူတို့ညာပေးတယ်ညာဖြီးတုတ်ပေးတဲ့ဖွဲ50လောက်ချွေလိုက်တယ်သူတို့ဒီလင်ဒီမြားတွေကတစ်လောက်သိန်း100လောက်ယူနေတာအဲ့တော့ဒီ တက်ဒီတက်တရဲ့စီးစင်းမှုတွေကိုကိုရီးယားသိရပါမယ်ပြည်သူတွေကပန်းနေမယ်မတက်ဘူးဆိုတာမတက်ကျင်တဲ့လူသာမတက်တာအခုတော့ဒီဒီသေးသေးလေးတွေဖြစ်အောင်လို့အဲလှုပ်ထားတာဒီဒီကမ်ပိန်းလှုပ်တဲ့လူတွေကသူတို့ကတမင် ခွဲလာတာခွဲမှပတ်စံရမှာဟုတ်သူတို့လည်းရမှာကလေးတွေလည်းရမှာဆိုတော့အဲ့လိုမျိုးလှုပ်ထားတာအမှန်တကယ်ဆိုရင်ဒီကောင်မကလှုပ်တယ်စောက်ကျင်တော်တော်တန်နေတယ်တော်တော်တိလေစိတ်နာလေအဲ့ကောင်မလေးကိုတော်တော်အကျင့်အကျင့်ကြံတန်တာဒီလားအဲ့လိုအစအစအရာရာအစိတ်စိတ်မောမောစကားကိုခွဲချပလိုက်တာ

ဟိုတက်တော်ဦးပဲလှူရတာဟိုတော်လိုင်းရဲ့တက်သားတွေကိုဟိုနဲ့နဲ့ဒီနဲ့နဲ့မပေးရတက်တော်ဦးပဲလှူရတာအဲ့တော့အေးကိုသွားတဲ့လူတွေကအားရှိတိုက်ပွဲရလည်းရှိတယ်အောင်ပွဲရလည်းရှိတယ်နောက်ပြီးတော့ပြည်သူတွေကိုလည်းစီးယုံနိုင်တယ်သူတို့ကဟိုစီးယုံခြင်းကိုတေချာလုပ်တာအဲ့ဒါကိုကလေးနာပြီးလိုက်လာသူတို့ကိုကြည့်ပြီးအားကြပြီးလိုက်လိုက်တူယူရမယ်လေအော်ငါတို့ကဘာလဲဆိုတော့အထာမလုံးနဲ့လေသူများတိုင်းသားတွေကိုဟိုအာနာယူကနှိမ့်ဆက်တာတမျိုး ိုကပါထားကိုင်းနေပြီငါတို့ကဗမာတွေကရင်တွေကချင်တွေလုံဒီလိုကာလက133 135ဘာသာကြားတွေကိုပေါင်းထားလဲဆို144မျိုးရှိတယ်ချင်းပါတယ်ဟိုဟိုလူမျိုး53မျိုးရှိတယ်တော့မတက်လို့မဖြစ်ဘူးဒီကောင်ကကျမတို့အဲ့လိုတဲသေးလေးတွေကွဲလေးကြိုက်လေးပဲအဲ့ဒါကြောင့်ကျမခုနှစ်ယောက်ရှိတဲ့တက်ဆိုမလူတော့ဘူးနင်းသွားသွားဟိုဘက်သွားပေါင်း ကျမအသက်အစိတ်ဆိုရင်ကျမရှင်တို့ခွေးဘယ်နှကောင်တော့ဘာလို့မဟုတ်ကျမအသက်စိတ်သာဆိုကျမစနိုက်ပါယူပြီးတော့နောက်ကခွေးကြီးတွေပဲပြစ်ထလိုက်เนาะဒီရွက်52နှစ်ကမြေပြင်လာတိုက်တယ်ပါပြောတာမေလိုမြေပြင်မှာတိုက်လို့လားမေလိုနဲ့ငါနဲ့10နှစ်လောက်กว่าပါမေလိုမေလိုနဲ့ကျူကျူလာမြေပြင်မှာလာတိုက်လားငါနင်တို့နဲ့မပြောငါအကောင်ကြီးတွေနဲ့ပြောမေလိုမိမစစ်တိုက်ဘူးလားငါဘာလို့လာတိုက်ခိုင်းမြေပြင်လာခဲ့ပါလာမခေါ်နဲ့နင်တို့ကလူစုရှိမှရဲတာငါတယောက်တည်း เนาะတကောင်ねဒါမဲ့ခင်မိုးဟုတ်တယ်လေမမိုးတို့လာပြီး challenge ရာခေါ်နေအယူးလိုပဲအဲ့လိုမျိုးလာပြောလို့ကငါနင်တို့နင်တို့စစ်တပ်ကမိန်းမတွေဘယ်နှယောက်အပြေမှာထွက်တိုက်လို့ခင်ဗျာလာတိုက်ပြီလာမပြောနဲ့ငါလိုက်ငါလို့ရမယ့်အချိန်မှာငါလုတ်ပြီးပါငါအခုလုတ်နေတယ်လေငါဒီဒီ YouTube မှာငါကြွညာရအောင်ငါ live လွှင့်နေပြီးရင်ငါကလေးတွေပို့တယ်လေငါလာတာတောက်ကြနေတိုင်းတရားတရားပို့တယ်ငါတိုက်နေတာပေါ့ငါမြေပြင်မှာလာလို့အောင် ဘာနာကြီးဘာနာကြီးစီစစ်မှုကအလောက်ရေးကြီးတာဘာနာငွေမရှိဘဲနဲ့တိုက်လို့ဘယ်လိုလုပ် Good night ပါရခိုင်တက်လိုမျိုးအဲ့လိုတက်သုံးတက်လောက်ဆိုရင်ကချင်လည်းပြက်ပြက်သားသားလို့ကရင်လည်းပြက်ပြက်သားသားဆိုဒါလမ်းများအောင်နေပြီတော့သူတကယ်ရောက်နော်အဲ့လိုတွေးကွဲပြီးတော့ဘာလို့ပြောမှလည်းမသိဘူး အဲ့ဒီဒီ TikTok မှာလာပြီးတွေးခွဲတဲ့ဟာရှိသေးတယ်။ရခိုင်တန်ဝဲဝဲလေးနဲ့ရခိုင်ရခိုင်တန်ဝဲတိုင်းကျွန်တော်တို့မယုံပါဘူး။ရခိုင်စစ်ရခိုင်စစ်တော့ဟုတ်ချင်ဟုတ်မယ်ဒါပေမဲ့ကျွန်တော်တို့အေးတက်တော်ဆိုမယုံနိုင်ဘူး။ဒါမျိုးဒါမျိုးတော့လာမလို့နဲ့အေးတက်တော် live မှာနေလို့မရဘူး။တက်တော်ကလူတွေ social media တက်ခွင့်မရှိဘူးတဲ့နော်အားလုံးသိထားပါမယ်။ဒါဘဟုသူတာလည်းဖြစ်တယ်။ကိုလည်းရောင်ရောင်ဝဝနဲ့မလူမိအောင်လို့နော်။အေးအေးတက်တော်ကပတ်စံကောက်ခွင့်မရှိပါဘူး။ အေးအေးတတ်တော်တက်သားတွေဆိုရှယ်မီဒီယာသုံးမှမရှိပါဘူးတဲ့ဒါပြည်သူတွေကိုဘခုတုတအနေနဲ့လာပြောတာပါအဲကျွန်တဲ့ကိစ္စတွေကတော့လင်ကိုလည်းပြောတယ်ဗါလဲဟိုဟာရွေးကောက်ပွဲအတင်းလောက်ခိုင်းသူ့ကိုတိုင်ပါဆိုတော့ဦးတော်ဝင်နာနေတာလည်းမသိပဲနဲ့သူ့ယုံကိုအီးမေးလ်ပို့လို့ဘယ်သူမှလည်းစကားလည်းနားမထောင်ဘူးနဲ့သူတို့တွေကိုအီးမေးလ်ပို့တဲ့လူအများကြီးသူတို့ဘာစကားမှနားထောင်တာမဟုတ်ပဲနဲ့ယုံယုံယုံ website တောင်ခိုင်မအောင်မလုပ်တာပဲနဲ့လေထိုးလေရော်တွေက င်းတွေကျွေးချင်းလက်ဖက်တုပ်တွေကျွေးပြည်သူတွေကနစ်နာပြီးနစ်နာ force တွေလို့ကျမဟို TikTok မှာအင်းနဲ့ဟိုကောင်မလေးကို mention ခေါ်ပြီးတော့ရံဖြစ်ပါငါရံဖြစ်အောင်ငါဇရိုက်မမဟုတ်တာလို့ငါလူတကာရံငါခေါ်ခေါ်ပြီးတော့ရံဖြစ်အောင်ငါဇရိုက်မဟုတ်ဘူးလို့ငါတရားဥပဒေနဲ့သွားတာလို့နော်အလုပ်လုပ်တယ်မလုပ်ဘူးဆိုတော့ငါတရားဥပဒေနဲ့ပဲရှင်းတာလို့ဒါပါပဲအလုံးမဲ့ပေးကင်းရံကစိတ်ချမ်းသာကြပါစေပြည်သူတွေအားမရောပါနဲ့အာတွေးကွဲမှုတွေကတော့တိမ်ထဲမှာတော့မောင်နှမ6ယောက်ရှိရင်စကားမညီညွတ်တာလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ အစိတ်တွေဒီလိုတော့မတူပေမဲ့ကျမတို့အောင်ပွဲတွေအတွက်ကျမတို့ဆက်ပြီးတော့စ조사နေသေးပါအောင်조사နေတဲ့လူတွေမှာရလက်ကောင်းနေရှိပါတယ်เนาะမ조사တဲ့လူတွေမှာတော့ရလက်လည်းမရှိဘူးတစ်လဲနေတာနဲ့ပဲပြီးသွားမှာပါအားလုံးပဲတစ်ပင်ဆိုင်ပြီးကြပြီလားလို့เนาะအခုဆိုရင်အင်ဒိုနီးရှားမှာဘာလီမှာရေကြီးမှုကကြောက်စရာကြီးပါเนาะရေတွေမျောတာကျမတို့ဒါနာကစ်ကာလာလို့ပဲရေက18ပေလောက်တက်လာတယ်အိမ်တွေပါမြုပ်သွားတယ်เนาะ အွန်ဘာလီမှာရေနစ်တာငါတို့မြန်မာပြည်နဲ့မဆိုင်ဘူးလို့မထင်ပါနဲ့ global warming ကကြောက်စရာကောင်းလောက်အောင်ကပိုက်တစ်ခုလုံးရိုက်ခတ်နေပါတယ်။နောက်အမိုက်တွေပြစ်ချင်အောင်ပြစ်တာပါ။အာမေလိုခေမို့လို့ငါတို့လည်းပြစ်ချင်အောင်ပြစ်တယ်။အမိုက်ကားမလာလို့စင်ကြေတွေရတယ်အများကြီးပဲ။အဲ့တော့အောက်ကိုအမိုက်ပြစ်တဲ့တဲ့အကျင့်ဟာတော်တော်ဆိုးပါတယ်နော်။ကျွန်မလာတော့ဆိုရင်ဒီလိုကျွန်မညီမဝမ်းဝဲလေးကစားပြီးတဲ့အမိုက်ကိုဒီတိုင်းပြစ်ချလိုက်တယ်။ကျွန်မဒီမှာနေကြွားတော့သမီးရဲ့နေပါလို့အဲ့လိုအမိုက်ကိုအဲ့လိုပြစ်ချလိုက်တာလည်းပြန်ကောက်ဆိုပြီးတော့ မညမဝန်ငွေကျမရှိမှအမိုက်ပြန်ကောက်ရတယ်နော်အဲ့ဒါပြုံးတုံးရဲ့အရာရှိပါเนาะအဲ့တော့အဲ့တရားတိုင်းပြီးသွားရင်သူများတိုင်းပြီးရဲ့ဥပဒေတွေဘာတွေကိုလိုက်နာပေမဲ့ကို့မြေကြီးမှာကိုနေပြီးတော့ကို့မြေကြီးတန်မိုးရှိတာမသိကို့နေကို့တိုင်းပြီးတန်မိုးရှိတာမသိအာနာရှင်အသူပသူအာနာယူတာတော့ဟုတ်ပြင်မဲ့ကိုနေနေတဲ့မြေကြီးကိုကနှစ်20နှစ်30လောက်ထပ်ပြီးတော့နေရအောင်မယ်ဆိုကို့မြေကြီးရေရှမ်းတာကို့မြေကြီးအမိုက်ပွားတာကို့မြေကြီးမှာချင်းနေပွားတာဟာကိုတည်းလဲစိုင်းတယ်เนาะ အာနာရှင်ပဲလွဲလွဲချမနေနဲ့အာနာရှင်ကအမိုက်အမိုက်ကားမလွတ်လို့အာကသူ့သူ့စီပြတ်အောင်လုပ်ရမယ်သူ့ကိုဓာတ်စီဟိုဆန်ရှင်လုပ်ဖို့ကျွန်တော်တို့အများကြီးစူးစမ်းနေပါတယ်အပြင်ကလူတွေနော်ကျွန်တော်ကျွန်တော်စူးစမ်းတယ်လို့ပြောရင်အားတယ်လို့ပြောရင်ကျွန်မမပါပါဘူးကျွန်မ ICJ လို့ပါလို့ email ပို့ပြီးတိုင်းတဲ့အုပ်စုထဲမှာပဲပါတာပါကျွန်မဟိုကိုမလုပ်တဲ့အားတွေကြွားတဲ့လူတွေမှာမပါပါဘူးနော်အဲ့တော့သူ့ကိုအဲစီစီမပေးဖို့နော်အဲ့တော့အဲစီမလုံလောက်မှုကြောင့်အမိုက်ကားမလာဘူးအဲ စီပင်းကခိုးပြစ်တာကိုသူတို့ခိုးဘယ်သူကလာစစ်မှာလဲခုချိန်ကစစ်ပွဲတွေပါနေရှုပ်ချက်ခတ်နေတယ်သူတို့လာမစစ်အောင်เนาะအဲ့တော့အဲ့တော့ကျမတို့အားလုံးကသူပါသူသူပါသူအာနာယူနေတာတော့မှန်ပေမဲ့ကျမတို့တစ်ပင်ဆိုင်တာတော့ကိုယ့်ရဲ့နှစ်30ပလန်အတွက်စိုက်လို့ရပါတယ်အာနာရှိက30အတွင်းမှာပြုတ်သွားရင်ကိုယ့်ရဲ့တိုင်းပြည်လေးကတာတာရရာလေးလှလှပပလေးဖြစ်နေအောင်ရတဲ့အပင်စိုက်ပါလို့เนาะ ဒါအရေးကြီးလို့ပါ global warming ကကြောက်စရာကောင်းလောက်အောင်ကိုရှိနေဦးမှာကျမတို့တကူဆိုကျမ90မိနစ်ဆိုရင်နောက်20လောက်နေ90လောက်ကြာရင်ကိုနေတဲ့တိုင်ကဘာကြီးကရေတွေလွှမ်းမိုးနေဆိုကြောက်စရာကြီးနော်အပူချိန်တွေမညာမမမတဖြစ်နေတော့ကျမကိုပြောတယ်နေနိုင်ငံကြီးတွေတော်လိုင်းကြီးတွေပြောပြီးနေပါဘူးလို့တိပင်ဆိုင်ကကျမမြေကြီးကိုချစ်တယ်ရှင်နော်ရက်တည်နေရတဲ့မြေကြီးကိုချစ်ပါတယ်နော်ဒါစိတ်ကူးရင်စံတယ်တို့ပါလို့ရှင်တို့မြင်မှုချိန်မှာလည်းမြင်မှုမှာကျမမြန်မာကဘာမြေကြီးကိုချစ်တယ်အဲ့တော့တိပင်ဆိုင်ကြပါအောင်မောင်နှမတွေတက်နိုင်သလားအေးတော့ဘုံအောင်အမီ စူးစားပါအဲလုံလရှိပါအမေပြောသလိုပဲဝရိယထားကြပါเนาะကျမဆိုရင်ညကညီမတွေလေပေါ်တာစနစ်ခွဲတနားမှအိတ်တယ်မနဲ့၄နိုင်ခွဲမှာကိုယ့်ဘာကိုအလန်းမလို့နိုးနေတယ်ငါလုတ်သွားတော့မယ်ဆိုအလုတ်ကပတ်ဆိုင်ရတာဟုတ်အလုတ်လာရင်ကျမစနစ်တနေ့ကနေဆို live လုပ်လို့ရတယ်လေအဲနောက်ပတ်ကြရင် Monday ရနေပြီးတော့တာစီကျမအာဟိုအဖြစ်မှာဆိုလို့အလုံးမဲဘီကီယံမှာစိတ်ချ